အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့အမေရိကန်မှာနေတဲ့မြန်မာတွေအတွက်ပတ်စံအပေါ်မကုံမဲနဲ့ကိုလေ့လာခြင်းနဲ့အကြောင်းအရာတွေကိုလေ့လာနိုင်မဲ့ source တခုအကြောင်းပြောပြပေးခြင်းပါတယ်အမေရိကန်လိုအရေးရှိစနစ်ကိုကျင့်သုံးတဲ့နိုင်ငံမှာကျွန်တော်တို့ပတ်စံတပြားမှပေးကြမလို့ပဲနဲ့ service တွေအများပြားရနိုင်တာကလည်းဒီလိုနေရာတခုပဲကျန်တော့တယ်လို့ဆိုရမလားပါပဲအဲ့ဒါကတော့တခြားမဟုတ်ပါဘူးကိုနီနာမှာရှိတဲ့ public library လို့ခေါ်တဲ့အများပြည်သူတုံးစာကြည့်ရိုက်တွေပဲဖြစ်ပါတယ် စာကြည့်လို့ပြောလိုက်တာနဲ့ကျွန်တော်ပြင်းစရာစာအုပ်တွေပဲရှိတဲ့နေရာလို့စိတ်ထဲမှာထင်ကြပါဒါကြောင့်ဒီနေ့မှာစာကြည့်တိုက်တွေကဘာကြောင့်အသုံးဝင်လဲပြီးတော့တခြားပျော်စရာကောင်းပြီးတော့ကိုယ်တိုင်ပါဝင်လှုပ်ဆောင်နိုင်မဲ့ဒီအခမဲ့လှုပ်ရှားမှုတွေအကြောင်းကိုလည်းရှင်းပြပေးခြင်းပါတယ်ဗီဒီယိုအဆုံးမှာတော့ကျွန်တော်အကြိုက်ဆုံးဒီ service နှစ်ခုအကြောင်းကိုလည်းပြောပြပေးထားပါတယ် ပထမဆုံးအနေနဲ့ပြောချင်တာကတော့ဒီအမေရိကန်ကအများပြည်သူစာကြီးရိုက်တွေကခလေးရနေတက်ကြီးရွယ်တွေထိအားလုံးအတွက်ကိုအခမဲ့တင်ယူပြီးကူညီဖို့ဒီဇိုင်းဆွဲထားတဲ့ community center တွေပါသူတို့ကအစိုးရဒီခွန်တွေနဲ့ငွေကြေးထောက်ပံ့ထားတာဖြစ်တဲ့အတွက်ဝန်ဆောင်မှုတွေအများစုကအကုန်ကျစရိတ်မရှိပါဘူးတစ်ဖက်ကနေစီဝတ်အတွက်တွတ်မယ်ဆိုရင်လည်းဒီကိုပေးထားတဲ့ခွန်တွေကိုတန်အောင်သုံးစလို့ဖြစ်နေတာပေါ့နော်အပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်အထူးသဖြင့်အသုံးဝင်နိုင်တာကတော့ရွှေပြောင်းနေထိုင်သူတွေအတွက်အစီအစဉ်တွေ အဲဥမာကလေးစာတင်တဲ့လူဟာမျိုးဒါဖို့ရင်လည်းဒီမှာကျင်းပါတဲ့ဒီပွဲလမ်းသဘင်တွေခန်းနာတွေမှာပါဝင်ဆင်နွှဲခွင့်ရတာမျိုးတွေရှိတဲ့အတွက်ကြောင့်မလို့အခုမှအသေးရောက်တဲ့သူတွေအတွက်ကိုယ်ပတ်ဝန်းကျင်နဲ့လည်းပို့ပြီးတော့လာရောညီထွေနေနိုင်ဖို့အခွင့်အရေးတွေရှိလာမှာပေါ့နော်နောက်ချက်ကတော့တင်ယူရေးအပိုင်းပါအလုပ်အတွက်ဖြစ်ဖြစ်ဝါနာအတွက်ပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ်ပိုင်တိုးတက်မှုအတွက်ပဲဖြစ်ဖြစ်ပေါ့ ဒီစာကြီးရိုက်တွေကဒါကိုလွယ်ကူပြီးတော့အခမဲ့ဖြစ်အောင်လုပ်ပေးထားပါတယ်။စီးပွားရေးကနေချက်ပြုတ်ဤအလဲဒီတမိုင်းပညာရည်အထိအစုံဘယ်အကြောင်းအရာကိုမဆိုကျွန်တော်စာအုပ်ထောင်ပေါင်းများစွာ e-book တွေ audio book တွေငှားရနိုင်ပါတယ်။ဝယ်စရာမလိုပါဘူး။ဒီ online သင်တန်းတွေကိုကြိုက်တဲ့လူတွေအတွက်လည်း LinkedIn Learning ဒါမှမဟုတ်ဒီ Coursera လို့ internet က platform တွေမှာလည်းတချို့စာကြီးရိုက်တွေကဒီစာကြီးရိုက်ကတ်နဲ့သူတို့ရဲ့စာကြီးရိုက်ကတ်နဲ့အခမဲ့ဝင်ခွင့်ပေးထားပါတယ်။ ဒါနောက်တစ်ခုကတော့ကျွန်တော်အခမဲ့ internet နဲ့ computer သုံးပြုခွင့်ပါ။အိမ်မှာ wifi မရှိရင်စာကြည့်ရိုက်တွေမှာသွားပြီးတော့ computer တွေကိုအချိန်နဲ့သုံးပြုနိုင်ပါတယ်။စာကြည့်ရိုက်တွေမှာကျွန်တော်အခမဲ့အလုံယုံဆွေးနွေးပွဲတွေနဲ့သင်တန်းတွေကိုလည်းလက်ခံကျင်းပပါတယ်။လူကြီးတွေအတွက်ရွယ်ဖွင့်တဲ့ဒီ computer အခြေခံသင်တန်းတွေ၊ဂီတနဲ့ပတ်သက်တဲ့သင်တန်းတွေ၊နောက်ဆုံး computer ကုတ်ရေးသားတဲ့သင်တန်းတွေတောင်ရှိပါတယ်။ Clay Dress ဆိုရင်လည်းဒီပုံပြပြောချိန်အစီအစဉ်တွေရှိသလိုနှွေရာသီတီးတတ်အစီအစဉ်တွေလည်းရှိပါတယ်။ ်တချို့နေရာတွေမှာယောဂကျင့်တာဒီတရားထိုင်တာဒါမို့လဲအာဟာရနဲ့ပတ်သက်တဲ့ပညာပေးသင်တန်းလိုဟာမျိုးတွေတောင်ရှိပါတယ်အားလုံးအခမဲ့ပါဆိုတော့ကိုကအလုတ်ရှာနေမယ်ဆိုရင်လည်းသူတို့ကအတမွေးဝမ်းကြောင်းတွေ့ဒီအကြံဉာဏ်တွေပေးနိုင်တယ်လို့ resume နေ cover letter တွေရေးတဲ့အကူအညီပြီးတော့အခွန်ဆောင်တဲ့အချိန်ရောက်ရင်အခွန်တွက်ပေးတာမျိုးတွေလည်းတချို့နေရာတွေမှာရှိတဲ့အတွက်ကိုနီးစပ်ရစာကြည့်တိုင်းမှာအကူအညီတောင်းကြည့်နိုင်ပါတယ်အားလုံးတပြားမှာကုန်စရာမလိုပါဘူး ဆိုတော့ကျွန်တော်ပေါ်ကပြောခဲ့တာတွေကတော့ library ကိုကိုယ်တိုင်သွားပြီးတော့ပါဝင်လို့ရမယ့်အစီအစဉ်တွေပေါ့နော်အဲဒါမှချို့ကလည်းပြောကြမယ်အာကိုရီးယားဒီလိုသွားဖို့တော့အစီအစဉ်မရှိဘူးအလုပ်ပြီးလို့ရှိရင်အာအိမ်ပြန်နားကျင်တဲ့အချိန်မရဘူးဆိုတဲ့သူတွေအတွက်လည်းဒီ online ကနေတုံးချနိုင်မယ့်နည်းလမ်းတွေရှိပါတယ်ဆိုတော့အဲ့ဒါကတော့ကျွန်တော်အကြိုက်ဆုံး app နှစ်ခုဖြစ်တဲ့ Libby နဲ့ Canopy ပါဆိုတော့ Libby မှာတော့ဒီ ebook တွေ audiobook တွေငှားရမ်းဖတ်ရှုနိုင်ပါတယ် ဆိုတော့ဒီ physical စာအုပ်တွေကိုလည်းကျွန်တော် library စာအုပ်တွေကိုလည်းကို ကို library မှာရှိမရှိဒီ app ကနေလှမ်းပြီးတော့ရှာနိုင်တယ်လို့ကို ရှိတယ်ဆိုလို့ရှိရင်အဲငှားဖို့အတွက် booking လှမ်းတင်လို့ရပါတယ်။ကြယ်ပြီးကိုငှားတဲ့ကျင်းတဲ့အချိန်မှာမှမရှိနေသေးဘူး။ချားလူကြောက်ရောက်လက်ထဲရောက်နေရဆိုရင်လည်းသူပြန်အပ်တဲ့အချိန်မှာကိုကို notification ခြံခဲ့ဖို့အတွက်သူတို့ request လုပ်လို့ရပါတယ်။အဲဆိုတော့ Canopy ကတော့ရုပ်ရှင်တွေရှိတဲ့ app ပေါ့နော်။ အဲ့မှာရုပ်ရှင်တွေအခမဲ့ကြည့်လို့ရပါတယ်ကိုယ့်ရဲ့ library မှာမှာကပ်နေဆိုလို့ရှိရင်အဲဒီသူတို့ရဲ့အဲမှာရှိတဲ့ရုပ်ရှင်တွေကလည်းတော်တော်လေးကိုအကြောင်းအရာစုံစုံဒီ documentary တွေအရင်ခေတ်က classic ရုပ်ရှင်တွေရောအခုခေတ်နောက်ပိုင်းပေါ်တဲ့ရုပ်ရှင်တွေပါတော်တော်လေးစုံတာကိုတွေ့ရတယ်ကျွန်တော်ပထမဆုံးလွန်ခဲ့တဲ့9နှစ်ကစတုန်းကလာဆိုရင်အဲသူ့ library ကိုကြည့်ပြီးတော့တော်တော်လေးကိုအံ့ဩရရပေါ့နော် အဲဆိုတော့ဒီလိုနီးလန်းနဲ့ဒီ Amazon တို့ကျွန်တော် Netflix တို့ကနေဒီစာအုပ်တွေငှားတာရုပ်ရှင်ကြည့်တာတွေလတ်လတ်ပေးတဲ့ subscription ကြီးတွေကိုလည်းထွေတာနိုင်ပါတယ်အပေါ်ကပြောခဲ့တာတွေကတော့စာကြည့်ရိုက်တွေမှာအခမဲ့ရနိုင်တဲ့ဝန်ဆောင်မှုတွေပါဆိုတော့ library အသင်းဝင် card ခုကိုဘယ်လိုလုပ်မလဲဒါကလည်းအရမ်းပဲလွယ်ပါတယ်ဒီကိုယ်အနီးအနားမှာရှိတဲ့စာကြည့်ရိုက်စီကိုသွားပြီးတော့ကိုယ့်ရဲ့ဒီ ID card နဲ့လိပ်စာတက်တည်ပြတဲ့စာရွက်စာတမ်းတစ်ခုပေါ့နော်ဥမာမီတာက bill ဖုန်း pay ဒါမှမဟုတ် bank statement အဲ့ဒီနှစ်ခုပြလိုက်ရုံပါပဲဆိုတော့များသောအားဖြင့်တော့ချက်ချင်းတက်ပြီးတော့ card ကိုပေးလိုက်ပါတယ်မဟုတ်ရင်လည်းကျွန်တော်တို့ဒီကိုယ့်ရဲ့အိမ်လိပ်စာကိုလမ်းပြီးတော့ mail ပို့ပေးပါတယ်အနည်းချုပ်အားဖြင့်ဆိုရင်တော့ American စာကြည့်ရိုက်တွေကစာအုပ်တွေလောင်ထားတဲ့အဆောက်အုံတွေပဲမဟုတ်ပါဘူးသူတို့စီလာပြီးချောင်းဝင်ဆောင်မှုတွေကိုပတ်စံမကုန်ဘဲနဲ့သုံးနိုင်သလို ကိုစိတ်ဝင်စားတာကိုအခမဲ့လေ့လာနိုင်ပြီး community မှာပြောစရာတွေဖန်တီးပေးတဲ့နေရာတွေလည်းဖြစ်ပါတယ်။ဆို US မှာနေထိုင်သူတွေအတွက်ပဲမဟုတ်ပါဘူး။တခြားနိုင်ငံမှာရောက်နေသူတွေလည်းဒီ code data မှာရှိတဲ့စာကြည့်ရိုက်တွေကိုစူးစမ်းဖို့ဒီ video ကလုံဆောင်ပေးလိုက်မယ်လို့ပြောလင့်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ကျွန်တော် library နဲ့ပတ်သက်တဲ့ဘူသူဒတွေအတွေ့အကြုံတွေရှိရင်လည်းလွတ်လွတ်လပ်လပ်မျှဝေနိုင်ပါတယ်။နောက် episode တွေမှာပြန်ဆုံပါဦးမယ်ခင်ဗျာ။